အလိုအလိုမင်္ဂလာပါကျွန်တော် channel လေးကနေပြည့်လဲကျေးဇူးလိုက်ပါတယ်ဟုတ်ကဲ့ဒီကနေ့ကတော့အဲ14ရက်နေ့အထိတမန်ပြီးတော့ဖိတ်ခေါ်ထားတဲ့အလောက်ကိုင်ခွန်းလန်းတွေအကြောင်းကိုပြန်လဲဝင်မြပြီးတော့မှဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါလေးလာဖို့ကျွန်တော်ရဲ့ channel ပရိသတ်တွေကိုဖိတ်ခေါ်ပါတယ် channel ပရိသတ်တွေအလောက်ကိုင်ခွန်းလန်းတွေနဲ့ရရှိပိုင်ဆိုင်ဖို့လဲဆန္ဒပြုပါတယ်နော်အစင်အားပေးနေတဲ့ပရိသတ်တွေအားလုံးကိုလည်း အတူတူကျေးဇူးတင်ရှိကြောင်းဥစွာပေါ်ပြလိုပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ဗာလေလောက်ကိုက်ခွလန်းတွေရှိလဲဆိုတာကိုတူတူလေ့လာကြည့်လိုက်ရအောင်။ပထမဆုံးဒီမှာဖွင့်ခေါ်ထားတဲ့အဖွဲစီကတော့ခဲမြန်မာဖွဲစီကဖြစ်တဲ့နေရာတက်ကတော့မန္တလေးနေရာဖိတ်ခေါ်ထားတယ်။ယာဒူးကတော့ Senior Project Officer နော်စီမံကိန်းအရာရှိမှမှအကြီးတန်းစီမံကိန်းအရာရှိကိုခေါ်ထားတယ်။ ီ position နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရှင်းထားမယ့်ရက်က26ရက်နေ့အောက်တိုဘာဖြစ်ပါတယ်နော်ဟုတ်ကဲ့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် NE organization ကတော့ရခိုင်တက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ယာဒူကတော့ HR system နော်လူအစမ်းအားအရင်မြေဌာနမှာလက်ထောက်အဖြစ်ဖိတ်ခေါ်ထားတဲ့ယာလူဖြစ်တယ်ဒီ position ကိုစိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်20ရက်နေ့အောက်တိုဘာလနောက်ဆုံးကျွန်တော်ပြပူလျှောက်ထားမှာဖြစ်တယ် โอเคနောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် VFM organization ကတော့အနေရာကတော့ negotiate နော်ပြောပြောထားတယ်နော်ဆိုတော့ဖိတ်ခေါ်ထားတဲ့ရာဒုကတော့ internet auditor နော်အဲ internet ဆိုတော့ကျွန်တော်တို့ဒီအာ audit စပီဖို့အတွက်ပေါ့နော်ဒီအဖွဲ့အစည်းအတွင်းမှာပဲနော်စင်းစရာနဲ့တက်ဆိုင်တဲ့ စစ်ဆေးတဲ့အပိုင်းမှာပိတ်ခေါ်ထားတဲ့เนาะစင်စစ်ပြီးတဲ့တူအနေနဲ့ပိတ်ခေါ်ထားတဲ့ຢာတို့တစ်ခုဖြစ်တဲ့ဒီຢာတို့ဆက်ဝင်စားရင်တော့20ရက်နှစ်အောက်တိုဘာလနောက်ဆုံးပြီးပို့လျှောက်ထားမှာဖြစ်ပါတယ်เนาะတတိတာပြပါပြီးတော့နောက်တစ်ခွက်နောက်တစ်ဖက်ကတော့အဲ UNESCO အဖွဲ့အစည်းကဖြစ်တဲ့ရန်ကုန်အသက်ဖိတ်ခေါ်ထားတယ်เนาะຢာတူကတော့ project officer စီမံကိန်းအရာရှိဖြစ်တဲ့သူကလည်းနောက်ဆုံးလျှောက်ထားမယ့်ရက်ကတော့အောက်တိုဘာ22ရက်နေ့ဖြစ်တယ် โอเคနောက်တစ်ခုကတော့ဖွဲ့စည်းမပေါ်ပြထားဘူးအဲကချင်အတွက်ဘောနော်မန်စီမြို့နယ်နော်အဲကချင်အတွက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ယာဒူကတော့ medical officer နော်စီပိုင်းနဲ့တက်ဆိုင်တဲ့အရာရှိဖြစ်တယ်လျှောက်ထားမဲ့နောက်ဆုံးရက်ကတော့25ရက်နေ့အောက်တိုဘာလဖြစ်ပါတယ်โอเคနောက်တစ်ဖွဲ့ကိုစကြည့်ရအောင်လေနောက်တစ်ဖွဲ့ကတော့ GDN organization ကတော့တက်ကုံလေဝေနေပြီးတော့တက်ဖိတ်ခေါ်ထားတယ် ရာဒုကတော့ project officer ပဲစီမံကိန်းအရာရှိဖြစ်တယ်ဒီစီမံကိန်းအတွက်စဝင်စားရင်တော့26ရက်နေ့အောက်တူပါလာနောက်ဆုံးเนาะကျွန်တော်တို့ပေးပို့ပြီးတော့လျှောက်ထားပေးရမှာဖြစ်တယ်အဲနောက်ထပ်တစ်ခုကတော့အဲ GIA organization ကဖိတ်ခေါ်တဲ့ရန်ကုန်အတွက်ဖိတ်ခေါ်ထားပါတယ်ဖိတ်ခေါ်ထားတဲ့ရာဒုကတော့အဲ final evaluation ဆိုတော့နောက်ဆုံးစီမံကိန်းပြီးလို့อืม နောက်ဆုံးပြည်လဲတုံတက်တဲ့အပိုင်းမှာ consultancy เนาะကျွန်တော်တို့အတိုင်ပင်ခံဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဒီယာဒူးကတော့ဒီ November လတည့်ရနေ့နောက်ဆုံးပြပူလျှောက်ထားမှာဖြစ်ပါတယ်နောက် IRC ကတော့မြကျနာတွေဖိတ်ခေါ်ထားတယ်ယာဒူးကတော့ IT officer เนาะ IT ဆိုတဲ့အတိုင်းကျွန်တော်တို့နီးပညာနဲ့သက်ဆိုင်တဲ့အဲယာဒူးဖြစ်တယ်ဒီယာဒူး IT ပညာ ကိုစိတ်ဝင်စားလို့ဆိုရင်တော့23ရက်နေ့အောက်တိုဘာလနောက်ဆုံးပြပရှောက်ထားပြရမှာဖြစ်ပါတယ်။နောက်တစ်ဖက်ကိုစက်ကြည့်မယ်ဆိုရင် CHDO ကတော့မုံရွာတွေ့ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရန်သူကတော့ meal assistant เนาะ monitoring evaluation ပိုင်းမှာတာဝန်ထမ်းဆောင်ပေးရမယ်เนาะဆိုတော့ဒီရန်သူကတော့25ရက်နေ့အောက်တိုဘာလနောက်ဆုံးပြပရှောက်ထားရမှာဖြစ်ပါတယ်။နောက်တစ်ဖက်ကတော့ကျွန်တော်စာယာ foundation ကဖိတ်ခေါ်ထားတယ် မန္တလေးအတွက်ဖိတ်ခေါ်ထားတယ်။ယာဒူးကတော့ emergency response assistant ဆိုပြီးတော့ကျွန်တော်တို့လက်တလောဖြစ်နေတဲ့ case အခြေအနေတွေကိုတုံ့ပြန်ဆောင်ရွက် PMA လက်ထောက်ပြဖိတ်ခေါ်ထားတယ်။ဒီယာဒူးကတော့18ရက်နေ့အောက်တိုဘာလဆိုတော့တော်တော်လေးနီးနေပြီနော်။ဒီယာဒူးကိုစိတ်ဝင်စားတယ်။ကျွန်တော်ညီကိုတွေအတွက်အမြန်ပြင်ဆင်ထားတင်ပါတယ်။ဟုတ်နောက်တစ်ဖက်ကတော့ SLM ကတော့အဖွဲ့ကတော့ကျွန်တော်ရန်ကုန် ပြင်ဦးလွင်ညောင်ရွှေတက်ဖိတ်ခေါ်ထားတဲ့ຢာတို့တစ်ခုရှိတယ်။ຢာတို့ကတော့ program manager เนาะ season တစ်ခုလုံးကိုဥဆောင် PM season manager ဖြစ်တယ်။ဒီຢာတို့အတွက်31ရက်နေ့အောက်တိုဘာလအထိအချိန်ရပါတယ်။နောက်တစ်ဖက်ကတော့ကျွန်တော်တို့အဲ Food and Agriculture Organization ဆိုတဲ့အဖွဲ့ဖြစ်တယ်။ဒါကတော့ကျွန်တော်နေပြည်တော်အတွက်အဖိတ်ခေါ်ထားတယ်။ဖိတ်ခေါ်ထားတဲ့ຢာတို့ကတော့ Feed Technical Assistant เนาะကျွန်တော်တို့နီးပညာပိုင်းအနေနဲ့ကျွန်တော်တို့ပံ့ပိုးပေးရမယ်ယာရုတစ်ခုဖြစ်တယ်ဒီယာရုစိတ်ဝင်စားရင်တော့28ရက်နေ့အောက်တိုဘာလနောက်ဆုံးပြပုရှောက်ထားရမှာဖြစ်တယ်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် EHRN ကတော့ယာရုတစ်ခုဖိတ်ခေါ်ထားတာတွေ့ပါတယ်အဲပထမတစ်ခုကတော့ homeland เนาะစကိုင်းအတွက်ကယာဒုကတော့ case management officer เนาะကျွန်တော်တို့ case ဆိုတဲ့အတိုင်းအဖြစ်ပြက်တွေကို နော်ဒီ GBV case တော့လကောင်းနော် CP mine case နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုစီမံခန့်ခွဲပေးရတဲ့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတယ်။နောက်တစ်ခုကတော့အာဖာကန်အတွက်ပေါ့နော်ကချင်ဖာကန်အတွက်နော်နာဇင်အင်ချက်နော်နာဇေတူနာပြုအဲဝန်ထမ်းတူနာပြုရသူအနေနဲ့ဖိတ်ခေါ်ထားတဲ့ရသူဆိုတော့နှစ်ခုဖိတ်ခေါ်ထားတာတွေ့ပါတယ်လို့ AHIN က ဒီယာဒူးနှစ်ခုစလုံးအတွက်ကို29ရက်နေ့အဲအော်တိုဘာလာတီအချိန်ပေးထားပါတယ်နောက်ဆုံးပြပုရှောက်ထားမှာဖြစ်ပါတယ်နောက်တဖက်ကတော့ Union The Union Organization ကတော့မန္တလေးအတွက်ခေါ်ထားတဲ့ယာဒူးကတော့မြင့်နေเนาะကျွန်တော်တို့ဒီအဲမြန်မာမျိုးသားများအတွက်ဆိုပြီးတော့ Country Director နော်နိုင်ငံတစ်ခုလုံးအတွက် director လုတ်ပေးရမယ်ယာတူးကိုပြေခေါ်ထားတာရှိပါတယ်အဲနောက် အဲ SCH organization ကတော့အလောက်ကိုင်ခွင့်လန်း၄ခုဖိတ်ခေါ်ထားတယ်စကြည့်ရအောင်နော်ကျွန်တော်တို့ပထမတစ်ခုကတော့စကိုင်းနဲ့မန္တလေးတက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ယာဒူကတော့ coordinator နော်ညီနိုင်ဆောင်ရွက်ပေးတဲ့သူအနေနဲ့ဆောင်အဲဖိတ်ခေါ်ထားတယ်နောက်တစ်ခုကတော့မန္တလေးစကိုင်းအတွက်ပဲ community mobilizer လူထုစီယုံလှုပ်ဆောင်တဲ့သူအနေနဲ့ ဒီရာဒုနှစ်ခုစလုံးကို29ရက်နေ့အောက်တိုဘာလနောက်ဆုံးပြပူဆောင်တာမှာဖြစ်တယ်။အဲနောက်တစ်ခုကတော့ SCH ကပဲအဲမြိတ်အတွက်ဖိတ်ခေါ်ထားတယ်။ဖိတ်ခေါ်ထားတဲ့ရာဒုကတော့ security လုံခြုံရေးဝန်ထမ်းဖြစ်တယ်။နောက်နောက်တစ်ခုကတော့အဲရှမ်းပြည်တောင်ပိုင်းအတွက် team leader နော် team leader ဖိတ်ခေါ်ထားတယ်။အဲဒီနှစ်ခုစလုံးကိုကျွန်တော် အဲ20ရက်နေ့အောက်တိုဘာလနောက်ဆုံးကျွန်တော်တို့ပြီးပို့ပြီးတော့ရှင်းထားပေးရမှာဖြစ်ပါတယ်လို့အဲနောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင်မြမချက်ချင်နေကဖိတ်ခေါ်လာတယ်နော်ဖိတ်ခေါ်ထားတဲ့အနေအားတွေ့ကတော့နေပြီးတော့နေရန်ကုန်တက်ပဲနှစ်ခုစလုံးပထမຢာတို့တစ်ခုကတော့ information management officer တည်င်းချက်လက်တွေကိုစီမံခုခဲ့ပေးရတဲ့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတဲ့ຢာတို့တစ်ခုရှိတယ်မြမချက်ချင်နေကနောက် အရာတို့တခုကတော့ assistant IT officer နော် IT နဲ့သက်ဆိုင်သောနော်အလုပ်အကိုင်းခွလန်းကောင်းတခုဖြစ်တယ်မြန်မာချက်ချင်းကြီးကနော်ဒီရာဒုနှစ်ခုစလုံးကိုအော်တိုဘာလ16ရက်နေ့နောက်ဆုံးကျွန်တော်ပြပလျှောက်ထားရမှာဖြစ်ပါတယ်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် ACF ကစစ်တွေတဲ့ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရာဒုကတော့နော် human resource officer လူရင်းမြင့် ဌာနရဲ့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတဲ့18ရက်နေ့နောက်ဆုံးပြဖို့လျှောက်ထားရမှာဖြစ်တယ်။အဲနောက်တစ်ခုကတော့အာဒီ union organization ကပဲမန္တလေးအသက်ဖိတ်ခေါ်ထားတယ်။ရာဒူးကတော့ accountant supervisor နော် accountant ဝေးကြီးနဲ့သက်ဆိုင်တဲ့အကြီးကျက်သူအနေနဲ့ဖိတ်ခေါ်ထားတယ်။၂၀ရက်နေ့အောက်တိုဘာလနောက်ဆုံးပြဖို့လျှောက်ထားရမှာဖြစ်တယ်နော်။နောက်တစ်ဖက်ကိုဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အဲ CHDO က အဲကျွန်တော်တို့ဒီအလောက်ကိုင်ခွန်း၄ခုအဖိတ်ခေါ်ထားတာတွေ့တယ်အားလုံးကတော့နေရာကတော့မုံရွာအတွက်အားလုံးစကိုင်းတိုင်းမုံရွာအတွက်ပဲတမယ်ယာဒူးကတော့၄ခုဖိတ်ခေါ်ထားတာရှိတယ်ပရမတ်ယာဒူးကတော့ project officer စီမံကိန်းအရာရှိနောက်ရာထူးတစ်ခုကတော့ finance assistant ဝေစီရင်းစရာမှာလက်ထောက်အနေနဲ့ဖိတ်ခေါ်ထားတဲ့ရာထူးပြီးတော့ logistic assistant နော်ထောက်ပံ့ပို့ဆောင်ဝယ်ယူချမ်းရေးအပိုင်းမှာကူညီပေးရမယ် logistic assistant နောက်ဆုံးတစ်ခုကတော့ nutrition assistant နော်အစာအာဟာရနဲ့သက်ဆိုင်တဲ့စီမံကိန်းမှာအဲလက်ထောက်အနေနဲ့ဖိတ်ခေါ် or လက်ထောက်အနေနဲ့ပါဝင်ပေးရမယ်ယာတုအနေနဲ့ဖိတ်ခေါ်ထားတဲ့ယာတု၄ခုရှိပါတယ်လို့ CHDO ကဒီယာတုနဲ့၄ခုနဲ့သက်ဆိုင်တဲ့အဲအချိန်ကိုပေးထားတာတော့25ရက်နေ့အောက်တိုဘာလနောက်ဆုံးကျွန်တော်တို့ ပေးပို့လျှောက်ထားပေးရမှာဖြစ်တယ်။တည်ထားပေးပါနော်။နောက်ဆုံးပေးပို့လျှောက်ထားမယ့်ရက်ဒီ။နောက်တစ်ဖက်ကိုကျွန်တော်တို့စက်ကြည့်မယ်ဆိုရင်အဲ GIE ကအဖွဲ့ကလည်းရန်ကုန်တပိတ်ခေါ်ထားတယ်။ပိတ်ခေါ်ထားတဲ့ရာထူးကတော့ Logistic and Admin Officer နော်။ကျွန်တော်တို့အုပ်ချုပ်စီမံမှုအပိုင်းနဲ့ Logistic နော်ဝယ်ယူ PC ဝယ်ယူပြီးတော့ကျွန်တော်ပံ့ပိုးထောက်ပံ့ပို့ဆောင်ပေးပြီး ပေးရတဲ့အပိုင်းမှာတာဝန်ရှိတယ်ပေါ့နော်ဒါလည်း33ရက်နေနောက်ဆုံးကျွန်တော်တို့ချောက်ထားပေးရမှာဖြစ်တယ် now our mo organization ကတော့ပကူရွှေကြည်အတွက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရန်သူကတော့ project manager စီမံကိန်း manager အနေနဲ့ဖိတ်ခေါ်ထားတဲ့ရန်သူတခုရှိတယ်ဒီရန်သူကလည်း28ရက်နေအောက်တူပါလာနောက်ဆုံးပြပူချောက်ထားဖို့လိုပါတယ်အဲနောက်တစ်ဖက်ကတော့ခုနက CHGO ကပဲဖိတ်ခေါ်ထားတဲ့ရာဒူနှစ် ခုပြန်ဖော်ပြပါတယ်မောင်ရွာတက်ပဲပထမတစ်ခုကတော့ project manager เนาะစီမံကိန်း manager အနေနဲ့ပိတ်ခေါ်ထားတယ်နောက်တစ်ခုຢာလူတစ်ခုကတော့ fee assistant เนาะ fee ဆိုတာကတော့ကျွန်တော်တို့ဒီ queen ဘက်မှာပို့ပြီးတော့လောလောပေးရမယ့်ຢာတို့အနေနဲ့နားလည်လို့ရပါတယ်ဒီຢာတို့နှစ်ခုစလုံးကို25ရက်နေ့အောက်တိုဘာလနောက်ဆုံးပြဖို့လျှောက်ထားပြဖို့လိုအပ်ပါမယ်เนาะနောက်တစ်ခုကိုကြည့်မယ်ဆိုရင် MHA organization ကတော့ ပီရင်ဗအန်တွေ့ဖိတ်ခေါ်ထားတယ်နော်ဖိတ်ခေါ်ထားတဲ့ကျွန်တော်တို့ရန်သူကတော့ဒီ training consultant နော်တင်ဒန်းနဲ့ပတ်သက်ပြီးတော့အတိုင်းပင်ခံအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်လို့ဒီရန်သူကတော့20ရက်နောက်ဆုံးပြပူရှောက်ထားပြရမှာနော်နောက်တစ်ခုကတော့အဖွဲ့အစည်းမှပေါ်ပြထားဝရန်ကုန်တွေ့ဖိတ်ခေါ်ထားတယ်เนาะဖိတ်ခေါ်ထားတဲ့ရာသူကတော့ country final coordinator နော်တနိုင်ငံလုံးနဲ့တက်ဆိုင်တဲ့ငွေစည်ရင်အပိုင်းမှာနော်ညီနဲ့ဆောင်ရွက်ပေးရမယ်သူအနေနဲ့ရာထူးဖိတ်ခေါ်ထားတယ်29ရက်နေ့အောက်တိုဘာလနောက်ဆုံးပြည်ဖို့လျှောက်ထားပေးရမှာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ SCI organization နော်အဖက်ကတော့အာဟာခချင်းပြည်နယ်တက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရာထူးကတော့ project officer နော်စီမံကိန်းအရာရှိအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်ဒီရဒူးကိုစိတ်ဝင်စားရင်တော့ကျွန်တော်28ရက်နေ့အောက်တိုဘာလနောက်ဆုံးကျွန်တော်တို့ပြပူလျှောက်ထားပြရမှာဖြစ်တယ်ဒါကတော့ NGO အဖွဲ့အစည်းအသီးသီးကနေ14ရက်နေ့အောက်တိုဘာလအထိဖိတ်ခေါ်ထားတဲ့အလောက်ကိုင်ခွလန်းကောင်းနေဖြစ်တယ်ကျွန်တော်ဒီအလောက်အကိုင်အခွင့်လန်းတွေနဲ့တက်ဆိုင်တဲ့လင့်တွေကိုကွန်မန့်ပေါ့မှာဆင်လိုက်ကျွန်တော်ခြားထားဝေမြခဲ့ပြပါမယ် ဆက်ဝင်စားတဲ့ကျွန်တော်တို့မိကိုတွေအဲ link ကိုယူပြီးမှကျွန်တော်တို့ဒီ Google ကနေအသေးစိတ်ပြန်လဲဝင်ရောက်လေ့လာပြဖို့နော်ဒီကြညာထားတဲ့အလောက်ကန်ခွန်လန်းတဲ့တက်ဆိုင်သောအဲဒီ page တွေမှာနော်ကျွန်တော်ပြဖို့ရှောက်ထားရမယ့်လိပ်စာပြဖို့ရှောက်ထားရမယ့် email ကျွန်တော်လိုအပ်ချက်တွေအသေးစိတ်ကျွန်တော်တို့ဝင်ရောက်လေ့လာပြီးတော့ကျွန်တော်တို့ ਨੇ နော်ညီကိုတို့ ਨੇ ကိုင်းနေမယ်ညီကိုတို့ ਨੇ ပုံမတင့်လျော်တဲ့အလောက်ကိုင်ခွန်လန်ကောင်းတွေရရှိပိုင်ဆိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ဗီဒီယိုလေးကိုလည်း like share and subscribe လုပ်တဲ့ပြည်ကိုလည်းဖိတ်ခေါ်ပါရစေเนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်